မြန်မာဝင်တပေါင်းကျော်လောက်နဲ့တောက်စရာတစ်ခွက်ဝယ်ရင်တစ်ခွက်လက်ဆောင်ရမယ်အပြင် Five Star Hotel Luxury ဆန်ဆန်ဘားမှာဓပုံလှလှလေးတွေရိုက်လို့ရမယ်ဆိုရင်စိတ်ဝင်စားကြလားဘယ်နေရာလေးလဲဆိုတာဆက်ကြည့်ပေးနော်အားလုံးင်္ဂလာပါရှင်။ဘာမဲ့တော့ဒီနေ့မှဒါစိတ်ကန်းတာလည်းနဲ့ကန်းတာလန်တောင်းမှရှိတယ်။ဒါ Strike Hotel ရဲ့ Sakis Bar ကိုရောက်နေပါပါဒီနေ့မှာတော့ဒါအရင်နေ့လိုမျိုးပေါ့နော်တယောက်တည်းစားမှာတော့မဟုတ်ပါဘူးရောင်းကဝေယံခေါ်လာပါရဲ့အဲ့တော့ဝေယံပြောပါအောင်ဒီညနေ့ပတ်သက်ပြီးနည်းနည်းဒီမှာဆိုလို့ရှိရင်သူက Friday နဲ့ Saturday မှာ social hour ရှိတယ်အဲ့ social hour မှာဆိုလို့ရှိရင်သူကဒါတက်မှတ်ထားတဲ့ content တွေဆိုလို့ရှိရင်ဘိုင်ဝမ်ကဝမ်ရှိတယ်ဗျာအဲ့ဒါအပြင်ကမှသူက free kind of base တွေလည်းကျွေးတယ် luxury vibe အပြင်နဲ့ AC chain လို့ကောင်းမယ် instrument တွေလည်းရှိမယ်ဆိုတော့ဘယ်လိုမျိုးရရှိမလဲအားလုံးပဲလိုက်ကြည့်ပါဦး let's go ဒီ strand hotel ရဲ့ကိုစပြီးဝင်လိုက်တာနဲ့ဒါတချင်းအေးအေးနဲ့ပေါ့နော် luxury ဆန်ပြီးတော့ငိမ်ညောင်းတဲ့ vibe မျိုးခံစားရပါတယ် renovation နေရာလေးဒါတိတ်ချအောင်လုပ်ပေးထားတယ် AC ချေးပြီးတော့ relax ဖြစ်လို့ကောင်းမဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ် hotel ရဲ့ဝင်လာပြီဆိုတော့ bar ဒီဘက်မှာပါဒီ social အအောင်မှာပြထားတဲ့ draw beer တွေ wine တွေဆိုလို့ရှိရင်အနည်းဆုံး3ဒေါ်လာကနေပြီးတော့အများဆုံး6ဒေါ်လာတိရှိပါတယ် ခင်ဒါဆိုရင်မှားတိုင်းလည်းရောက်လာပြီဆိုတော့ငါတို့ drinks ကလည်းစမယ်ပေါ့နော်ဒီ cocktailia ဆိုလို့ရှိရင်နာမည်ကအရန်ဆန်းတယ်သူက strawberry and secret ပေါ့နော်ဒီ cocktailia ကဒါ12ဒေါ်လာပေါ့နော်ဒါမြန်မာငွေနဲ့ဆိုရင်တော့4000ကျော်လောက်တော့သွားပြီးကြောက်ပါပေါ့နော်ကျွန်တော်ကဒီကောင်လေးရစလိုက်မယ်ဒီကောင် strand sour rampage ကိုမှသူက lime နဲ့ပါတယ်ဆိုတော့ချွတ်ချွတ်ချင်းချင်းအရာလာလေး cheers ချီးရပါ ချိုးအေးပြီးတော့လေသူ့ရဲ့အရသာတော်တော်မိုက်တယ်ဒီ vocal အရသာကိုလေနောက်ဆုံးကျမှပြင်းရှားရှားလေးခံစားရတာကွာနည်းနည်းချိုးပြီးတော့ခြင်တဲ့အရသာလေး brand များလေးများမနေပြီလားကျွန်တော်တို့ဒါယောက်ျားလေးအရသိမ့်မတော့နည်းနည်းလူတော့လေ trying လို့ကောင်းနေလေ main လေးလေ trying လို့ကောင်းနေတော်တယ်လေ so ဒီဘာလို့လာလို့ရှိရင်ဒီဟာအလကားကြွေရဆိုဒီ cannabis တွေကအလကားကြွေရလေနောက်ပြီးဒီ friday နဲ့ saturday မှာအခုလိုမျိုးကြွေရ cannabis တွေကတနေ့တည်းမတူဒီကစားရချမ်းခန်းချင်းလိုက် 啥道理料，冇切啱老肉埋。切啊切啊，你呢啲瓜嚟，老坦啲，真系叻喎。煮煮嚟，阿大嚟拣下，真系叻死。真系，阿大嚟也是叻死。七条粿嘅几多？七条粿嘅几皮米都有，好嘅，瓜都瓜埋。 ာကတော့နောက်တဲ့ signature cocktail ပေါ့နော်ဒီကနာမည်ကတော့ white mary တဲ့သူကကြတော့ gin ရယ် lemon ရယ်ဒါ rosemary ရယ်ကို mix လုပ်ထားတာပေါ့နော် coffee ကိုဗာဒီအလင်းမှာ coffee ဈေးလေးပါဘာအဲ့ဒါအရင်စိတ်ဝင်စားနေရသူကဒီက signature drink ပဲသူကကြတော့ဒါ sake espresso သူကဒါ martini ပုံစံဖြော်ထားတာ vodka ပါမယ် espresso တစ်ချက်ပါမယ်ပြီးတော့ stout beer တစ်ချက်ပါမယ်ပြောတယ်ကျန်နေပဲကျွန်တော်ချေချိုကကရေးလို့မလားမလေး တမ်းရယူမှပြင်းရှာနေရပဲလီမွန်ကြွလေးလီမွန်ရတာတော်တော်လေးလည်းရတယ်မဟုတ်ရင်ရင်းနဲ့အေးဝါပဲဒီဟာကကျွန်တော်တို့ကော်ဖီချိုက်တဲ့လူတွေတော့ကတော်တော်လေးကိုအဆင်ပြေတယ်ကော်ဖီလေးတောက်ပြီးတော့အရည်လေးလေးတောက်လိုက်လို့ပဲခါးဆိတ်ဆိတ်လေးကမှ တင်းရှင်းရှာလေး miss ဖြစ်နေတာ miss ဖြစ်တာဒီ white mary ကကြတော့ဈေးနှုန်းအနေနဲ့ဆိုရင်သူက10ဒေါ်လာရှိရ10ဒေါ်လာဆိုတော့မြန်မာငွေနဲ့ဆိုတော့3000တထောင်တော့ကြောက်မှာပေါ့နော်ဒီဘာလို့လာမယ်ဆိုလို့ရှိရင်ဒီလိုမျိုး quality တစ်ခါတော့ main glaze အနေနဲ့တကယ်တော့ try ရှိတင်တယ်လို့ထင်ပါတယ်အဲ့ဒါအစားဘာလို့ထင်လဲကျွန်တော်လည်းမထင်ကျွန်တော်အလူလူထင်အလူအလူမပါဘူးဒါကြာဆိုပါဒီ sauce လေးနဲ့တိုးစားမှာပေါ့နော် i am try လိုက်ပြီလူကြီးဆိုတော့ဒါောင်းဒီပါပါလေးလီပြော်ဒီ chip လိုမကြော်ရမယ်လို့မထင်ဘူးပေါ့နော်။ဒီက stack နေလဲဆိုတော့တော်တော်လေးစားလို့ကောင်းလဲ။ဒီမှာကျွန်တော်စိတ်ဝင်စားဆုံးနေရတာတစ်ခုရှိတယ်။ သူတို့ဒီမှာကျွေးရဲ့အာစနက်လေးဒီတော့ကျွန်တော်တို့ဒါရိုးရိုးတာမန်ဆိုလို့ရှိရင်ဒါကျိုင်းမြေပေးပေးမြေပေးပေးပြရဟုတ်သူကမြေပေးပေးမဟုတ်သူကမြေပေးကိုမှရှိုးထိုးထားတာအော်မဆာကြည့်လိုက်อืมမြေပေးမရောဘယ်ဆိုလဲချိုးပြီးတော့လေอืมချိုးပြီးတော့လေအထက်ကမြေပေးကစိုက်နေတာပဲမစားပဲစားမနေနဲ့ဟိုနည်းနည်းလေးလေးခြံအောင်တို့လာနည်းနည်းလေးစောင်းနေတယ်လို့စောင်းနေတယ်လို့ခဏနေကြလို့ရှိရင် instrument လာလို့ရှိတယ်ဘယ်နှစ်လိုက်လောက်လာ6နှစ်အဲ6နှစ်6ခွဲဝင်းကျင်လောက်လာမှာ တော့ Friday နဲ့ Saturday တိုင်းမှာရှိရဒီမှာဆိုလို့ရှိရင်ဒါအများစုလာထိုင်ကြတာက foreigner ရောတွေ့ရရပေါ့နော်အဲ့တော့ Facebook ပေါ်မှာတော့ဒီမျိုးဘားကိုတိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်အဲ့လိုမျိုး promote လုပ်တာတွေပါတယ်အဲ့တော့ luxury ဆန်ဆန်နဲ့ပေါ့နော်လာပြီးချစ်လို့လည်းရရဲဒါချစ်သူလေးနဲ့နှစ်ယောက်လာပြီး romantic ဆန်ဆန်လေးလည်းချစ်လို့ရပါပေါ့နော်အားကြောင့်မလို့တကယ်လာတဲ့နဲ့ဘားရည်တော်တစ်ခုပါပါတယ်ယောက်ျားလေးတွေပေါ်လာကြမယ်ဆိုလို့ရှိရင်လည်းကျွန်တော် AC တောင်းရင်ချင်းနေမှာကျွန်တော်ဒီရက်လေးလည်းထိုးလို့ရတယ်ဘယ်လိုမှမလဲဒီစီရီအရင်ဘိုက်စာနေပြီလားတလားအဲ့တော့ငါနောက်တစ်ခုထစားပါရအောင်စားလေးကျွန်တော်လည်းစားချင်တယ် သူကအသားကိုလည်းကျိတ်ပြီးတော့နှုံထားပါတော့အပေါ်မှာဆော်ရှင်ကြမယောနစ်စီလေးပါဟုတ်ကောင်းနော်อืมအဲမှာလောက်ကြည့်ရောအသားလုံးကြော်လေးအောင်တေးရပါလေ ဟုတ်တယ်အဲ့ဒါညင်ကက်ဆင်ဂျင်လေးကဆော့ဆန်စားမှုပဲနော်မျောနေစန်စားပါဘောနော်အဲ့ကြောင့်မလို့အစိမ့်ဘက်ကိုလည်းပို့ပေးသွားပါရစေ။ပြင်ဆောက်ဦးဟာ1900တခုနှစ်ကလေးဆောင်းတာဆိုတော့အဲ့ငါတို့အတအများကြီးကြီးရပဲ။အတအများကြီး။နှစ်90ကျော်လောက်ကြီးရပေါ့။ကျွန်တော်နေဆိုရင်နှစ်ပေါင်း100တိတိကြီးရ။ဟုတ်လား။အခုလက်ရှိအခြေအနေတော့မယ်ဆိုရင်နော်နှစ်ပေါင်း100တိတိ24မိန်းကလေးအနေနဲ့ဒီလိုလေးဓာတ်ဝင်ရမယ်ဆိုလို့ရှိရင်အဲ့လို vintage fiber ကိုသွားမယ်အဝတ်စားမျိုးလေးပေါ့နော်။နော်ပန်းလေးနဲ့ခေါင်းလေးတွေအဲ့လိုဆိုတော့အများကြီးပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။အဲ့ဒါကို Sake Espresso အဲ့ဒါကိုမြည်မှာ။မြည်မှာ။ချိန်စီရနော်။ချိန်စီရ။ Okay ။ ကြည့်မယ်ကြည့်နေမသိရင်ကော်ဖီတောက်နေရလို့ပဲပေါ့နော်ခန်းစားချက်ကကော်ဖီတောက်ရင်းနဲ့မူးကျင်နေဆိုလို့ရှိရင်ဒါတောက်လို့ရပါတယ် တို့ဒီစကီးဘာကကျွန်တော်အပတ်စဉ်တောက်ကြနဲ့စနေနေ့တိုင်းညနေ9:00နဲ့9:00အတွင်းမှာတို့တတ်မှတ်ထားတဲ့ကျွန်တော်ဒါကော့တေးတွေ train တွေရှိရပေါ့နော် buy one get one စိတ်အိုက်တန်တွေရှိတယ်ဟုတ်ပါရဲ့ရှင်အဲ့တော့ဟိုကတော့ဒီနေ့ချေးခဲ့တဲ့ Sakis Bar ဆိုလို့ရှိရင်ဒါစိတ်ကမ်းသာလန်းနဲ့ကန္နာလန်းဒေါင်းပါဒါမနက်7:00နာရီကနေပြီးတော့ည7:00နာရီထိဖွင့်ပါရဲ့ရှင်အဲ့ဆိုရင်ဒီနေ့ vlog လေးကဒီလောက်ပါပဲရှင်နောက် vlog မှာပြန်တွေ့ပါမယ်